ပင်စင်ယူတော့မယ်ယာရုမတိုးတော့ပဲမန်းရှာပြီးတာဝန်ထမ်းဆောင်နေရတဲ့ပညာအိုကြီးတွေကိုမနေ့တနေ့ကမှဘောင်းမီရွှတ်လာပြီးနေရာရလာတဲ့ကောင်တွေကခမားချင်းမိုးမုံအောင်စော်ကားလို့ရနေတဲ့ခေအာနာနဲ့နေရာယူလာသူတွေကဖြုတ်အုံနောက်တွေကိုလက်ပါစိတ်အဖြစ်မွေးပြီးပညာလောကကိုဖျက်ဆီးကာအမိတ်နဲ့ပြန်လဲအုံမိုးပြီးကြောက်သေးကိုထိုးချနေသူတွေများလာတဲ့ခေကိုကျွန်တော်တိုက်နိုင်သလောက်တိုက်ခဲ့တယ် လာစာထုတ်ရက်အထက်တန်းကျောင်းကြီးတစ်ကျောင်းရဲ့ခန်းမာတွေကိုကျောင်းအုပ်တွေလာကြရမယ်ဆိုတော့ကျွန်တော်လဲသွားခဲ့ရပါတယ်။အဲ့ဒီအရှင်ကတွဲဖက်အထက်တန်းကျောင်းကတာဝန်ခံကျောင်းအုပ်ဖြစ်နေတာကြောင့်ဖြစ်ပါတယ်။အစီအဝေးက UNICEF အင်တာစီမံချက်တွေအတွက် ရှင်းပြတာဖြစ်ပါတယ်။မူလာတန်းကျောင်းတိုင်းအ ਨੇ ဆုံးတယူနဲ့တခန်းအိမ်သာကနေ၄ယူနေ၄ကန်တွဲအထိကျောင်းကြီးရင်ကြီးတယ်လို့ရကြတယ် ကျွန်တော်ကြောင့်ကတွဲဘက်အထက်တန်းကြောင်ဖြစ်နေတော့လေးယူနေနှလုံးရတယ်။လေးကန်တွဲနှလုံးဆောက်ပေးရမယ်ဆိုတဲ့သဘောပေါ့ UNICEF ကပတ်စံထုတ်ပေးတဲ့ project ကိုပညာရေးဌာနကတခါပစ္စည်းတွေဝယ်ပေးငွေသားထောက်ပံ့ပေးပြီးဆောက်ခိုင်းတဲ့အင်တာစီမန်ချက်ဟာကောင်းပါတယ်။ဘာပဲပြောပြောကျောင်းတိုင်းမှာအုတ်တိုက်နဲ့ရေလောင်းအင်တာလေးတွေဖြစ်လာမယ်ဆိုတော့ကြိုဆိုရမယ်ပေါ့။တာဝန်ရှိသူတွေကရှင်းလင်းပြောကြားပြီးတော့တိုင်းပညာရေးမှူးကအခက်အခဲရှိရင်ပြောကြားလို့ဆိုလိုက်တယ်။ ဒီတော့ကျွန်တော်ကထပြီးကျွန်တော်ကြောင်းနေရကမျိုးနဲ့အလွန်ဝေးပါတယ်အခုအရှိန်ဟာလိမပေါက်ကမပေါက်အရှိန်ဖြစ်လို့ဌာနဆိုင်ရာကပေးတဲ့ပစ္စည်းတွေတည့်သွားလို့လည်းမရနိုင်ပါဘူးဒါကြောင့်ပစ္စည်းထုတ်ပတ်စံထုတ်ပေးပြီးလေးလအတွင်းအပြီးဆောက်ပေးရမယ်ဆိုတာမဖြစ်နိုင်ပါဘူးစပားတွေရိတ်သိမ်းပြီးလေကွင်းတွေပေါ်မှာကားတွေဖြတ်လို့ရမယ်ဆိုရင်လေးလလောက်ထပ်ပြီးစောင်းရပါလိမ့်မယ်လို့ဆွေးနွေးမိပါတယ်။ အဲ့ဒီအရင်က1990ဝင်းကျင်ဆိုတော့ဆီအစိုးရတက်လာပြီးအာဏာတွေပါဝါတွေနဲ့လွှမ်းမိုးရှုပ်ကိုင်မှုစိုင်းပြင်းနေတဲ့ကာလပါပညာရေးဌာနကို တိုင်းပညာရေးမှုအဖြစ်ရောက်လာသူကလည်းအယက်သားသာဆိုတဲ့စစ်သားထက်အာဏာပါဝါပြရမှာထင်ရှားလာပါတယ်။သူ့ကိုဆရာတိုင်းကကြောက်အောင်ဖျက်လျှောက်ထားပြီးစစ်မိန်နဲ့ရေဘူးပောက်တာမလို့ခြင်းဘူးရေပါအောင်ခက်ခဲလို့မကြခဏပြောတတ်သူလည်းဖြစ်ပါတယ်။ ကျွန်တော်လိုဆရာလေးတယောက်ကမင်းပေါင်းစုံကြီးပွဲမှာအရှိအနေကိုထပြောလိုက်တော့သူကရှူးရှူးရှဲရှဲဖြစ်သွားပြီးစင်ပေါ်ကနေကျွန်တော်ကိုနေအောင်မင်းပဲကလဲတဲ့ကျွန်တော်ကလည်းကျွန်တော်ရိုးမတောင်ရှင်နာအလဲတန်းចောင်းကပါလို့ပြန်ဖြေလိုက်တဲ့သူကမင်းအဆင့်ပါလဲတဲ့ကျွန်တော်ကကျွန်တော်တာဝန်ခံចောင်းအုပ်ပါလို့ပြောလိုက်ရောចောင်းအုပ်မဟုတ်ပဲမင်းဒီစကားပြောစရာမလိုဘူးចောင်းအုပ်လွတ်လိုက်မယ်မင်းထိုင်တော့တဲ့ ကျွန်တော်ဆိုတဲ့ကောင်ကလည်းအဲ့ဒီအရှင်ကဆက်ဆက်အထစ်မှခံဆိုတော့ကြောက်အောင်မဟုတ်လို့ဆိုရင်ဒီအစည်းအဝေးကိုတက်နေစရာလည်းမလိုဘူးဆိုပြီးရှက်ရှင်းထပြန်ခဲ့ပါတယ်။ရွာကိုပြန်ရောက်တော့အစည်းအဝေးခေါ်ပြီးဘိန်းနာကကျောင်းတွေမှာအင်သာဆောက်ပြီးဒီမှာဘာကြောင့်မဆောင်ရတလဲဆိုတာရှင်းပြရတယ်။လူကြီးတွေကနားလဲပြီးသားကျွန်တော်တို့တွက်ချက်ကြည့်တော့လေသူတို့ပေးတဲ့အိမ်သားလေးယူနေတဲ့ဆောင်ကိုရွာမှာစောက်မယ်ဆိုရဲအ ਨੇ စုံရွာက9000လောက်ဆိုက်ရမယ် ပညာရေးဌာနကအင်ဂျင်နီယာတွေတွက်ရပြထားတာကမြို့ပေါ်ကစရိတ်တွေနဲ့ဈေးတွေရွာကလည်းငွေတသိန်းလောက်ဆိုင်နိုင်ဖို့ဆိုတာအဝေးကြီးကျွန်တော်ကလည်းခမားတို့ကြောင့်ကိုပတ်ကားကြောင်းရောက်လာလိမ့်မယ်မျှော်ကြတော့ဆိုပြီးဆက်ဆက်တင်နေတယ်ကျွန်တော်တို့ရိုးမတောင်ကြားကကြောင်းကိုကြောင်းအုပ်တွေရောက်လာဖို့ဆိုတာအဝေးကြီးသူတို့လာရင်လည်းလူလာတာမဟုတ်ဘူးနမယ်နဲ့အော်ရာပဲရောက်လာပြီးမကြဘူးအခြားတနေရာကိုယာတူတို့ပြောင်းသွားကြတာများတယ် ငှပြတော့တင်းမင်းတော့ဆိုပြီးလာရင်မဲတေတော့မလို့လို့ရှောက်ပြေလွန်းလို့ရှောင်းကွင်းကြောင်းလို့တောင်အမိပြောင်မှဲ့ခံထားရတာဖြစ်ပါတယ်ပြောတာပြောတယ်သူတို့လွတ်လိုက်မယ်ဆိုတဲ့ကြောက်အုပ်လည်းရောက်မလာပါဘူးဒီလိုနဲ့လေးလာလောက်အိမ်သာမဆောင်ရတော့ဘူးဆိုပြီးအေးအေးဆေးဆေးနေရက တလမှာလဆာအထုံမျိုးကိုဆင်းလာတော့မြို့နယ်စည်ရေးကြီးကကျွန်တော်ကိုစာရွက်စာတမ်းတွေတထက်ကြီးရှာပေးပြီးတော့လက်မှတ်ထိုးပေးဒစိုက်တုံးထုတ်ပေးဖို့ပြောတယ်။ဘာရီလဲကောက်ကြည့်လိုက်တော့အိမ်သာ PC ကျောင်းစာရွက်စာတမ်းတွေ ကျွန်တော်ကစိတ်ထဲထောင်းကနေဒေါသထွက်သွားတယ်။စာရေးကြီးကိုအထက်လိုက်ပြန်ပြီးစာရွက်တွေတွားချပေးလိုက်တယ်။ခမည်းကျုပ်ကိုဘာကောင်ထင်နေလို့လဲ။ဆိုပြီးတော့ခက်ဆက်ဆက်ပြောလိုက်တယ်။မျိုးနဲ့အတွင်းကကြောင်းတွေအလုံးပီစီကြောင်းအစီရင်ခံစာရီတက်မှ UNICEF ကနောက်ဆုံးအရစ်ကိုပတ်စံရှာပြီးမှအင်တာဆောက်တော့မဆောင်ရသေးတဲ့ကြောင်းကိုပီစီကြောင်းလက်မှတ်လာထုတ်ခိုင်းနေဆိုတာဘလောက်လူပါဝတယ်လဲစဉ်းစားကြည့်ပေါ့ဗျာအတီရှာအစ်စေတီရှာဆိုတာကြားဘူးကြမှာပေါ့ ကျွန်တော်အဲ့ဒီလိုပြောဖို့အချိန်တခုရောက်လာတယ်။လစာထိုးရဲ့လက်မှတ်မထိုးပဲအိမ်ပြန်လာတဲ့ကျွန်တော်ကိုညနေဘက်မှာရုံစရည်လေးတယောက်ကအိမ်ကိုရောက်ရှာလာပြီးဆရာဆရာကိုတိုင်းပညာရေးမှူးကလာတွေ့ပါတဲ့။ဘာကိစ္စလဲကွာမသိဘူးဆရာခေါ်ခိုင်းလိုက်တာပဲ။အေးဘယ်ကိုလာတွေ့ရမှာလဲ။သူရုံကန်းမာတဲ့ဆရာ။ကျွန်တော်စပိန်နဲ့တစ်ခေါက်အိမ်ကပြန်ထွက်ခဲ့တယ်။မှောင်နေပြီ။သူကရုံမှာစောက်မယ်ဆိုတော့အရေးကြီးမှန်းသိပါတယ်။ ပြီးတော့သူ့အကြောင်းကလည်းတည်င်းမွေးနေတော့ကျွန်တော်နဲ့ပထမဆုံးထိတ်တိုက်ရင်ဆိုင်ရတဲ့သူဖြစ်မယ်ထင်တယ်။တိုင်ယုံရောက်တော့အောက်မှာဆေးရီတယောက်ကအနာကပ်ပြီးဆရာယာတိဥရုတိတ်မကောင်းဘူးလို့လာကပ်ပြောတယ်။ကျွန်တော်သူ့ယုံကနဲ့ဝင်သွားတော့ကျွန်တော်ကိုမော့မကြည့်ဘူးသူ့အလုပ်တွေသူကုန်းလုံးနေတယ်။ကျွန်တော်ကလည်းသူ့စပွဲရှိသွားပြီမဲ့ကလထိုင်ကိုဆွဲမထိုင်ဘူးဒီအတိုင်းရက်နေမိတယ်။အတော်လေးကြာတော့မှကျွန်တော်ကိုမော့ကြည့်ပြီးဘာကိစ္စလဲတဲ့။ ရဲစရာတော့အကောင်းသားဗျဒီတော့ကျွန်တော်ကရှောင်းပြကပါသူကမတက်ရက်ပြီးကျွန်တော်ကိုလက်ညှိုးထိုးကမင်းပါကောင်းလေငါအိမ်သာဆောက်ခိုင်းတာကိုဘာဖြစ်လို့မဆောက်တာလဲလို့អော်ပါတော့တယ်သူကျွန်တော်ကိုမထိုင်ခိုင်းဘူးဗျကျွန်တော်ကလည်းမထိုင်ပါဘူးဒီအတိုင်းရဲ့နေရကနေကျွန်တော်ចောင်းဆရာပါចောင်းអုံးမဟုတ်ပါဘူးဆရာကြီးဘာတော်ဝင်မှလည်းမပေးထားပါဘူးဒါကြောင့်ကျွန်တော်မှဘာတော်ဝင်မှလည်းမရှိပါဘူး တာဝန်ရှိလဲမဖြစ်နိုင်တာကိုမစင်မကျင်ခိုင်းတဲ့အပြင်ကိုချင်းစာနာစိတ်မရှိဘဲခိုင်းတာဆိုရင်ကျွန်တော်လုံမပီးနိုင်ပါဘူး။ဆရာတွေအားလုံးကိုအလကားကောင်းနေလို့သဘောထားပြီးအမြဲဟောက်နေတဲ့တိုင်းပညာရေးမှုဟာသူ့ကိုပြန်ပြောနေတဲ့ကျွန်တော်ကို မျက်ထောင်နေကြီးနဲ့ကြည့်နေုံမကဆက်ဆက်တုံနေပြီးစပွဲကိုထူလိုက်ကသွားမင်းထွက်သွားမင်းငါအကြောင်းကောင်းကောင်းသိမယ်ဆိုပြီးအော်ထုတ်ပါတယ်။ကျွန်တော်ကလည်းပြုံးလိုက်ပြီးဟုတ်ကဲ့ကျေးဇူးတင်ပါတယ်လို့ပြောကလှည့်ထွက်ခဲ့ပါတော့တယ်။ ကျွန်တော်ဟာရိုင်းဆိုင်တဲ့လူတယောက်မဟုတ်ပါဘူး။ចောင်းစရာတယောက်ဖြစ်လာတဲ့အခါတပည့်တွေကိုလိမ်မာရင်ကျေးအောင်တင်ရသူတယောက်ဆိုတော့ကိုယ့်ထက်ကြီးသူတွေကို ရိုင်းဆိုင်လို့တဲ့စိတ်လောဝမရှိခဲ့ပါဘူး။ဒါပေမဲ့ဗျာចောင်းစရာအလုပ်ဆိုတာမြတ်တာနဲ့လုပ်ရတာပါ။စေတနာနဲ့လုပ်ရတယ်။ចောင်းစရာလောကကိုရေဘူးပေါက်တာမလို့ခြင်းဘူးရေပါတာလို့ခြင်းတယ်လို့လာပြောတာကိုခံရခတ်တယ်။အဲ့ဒီလိုလာပြောတဲ့ကိုចောင်းစရာလောကတွေကလူကြီးတွေကိုအယံလဲနာကြည့်မိတယ်။ တကယ်ဆိုရင်မေတ္တာနဲ့ဒါလေးလောက်ကြရအောင်ကွာဒါလေးလောက်ပေးပါကွာလို့ဆိုရင်ကျွန်တော်ကပြေးပြီးလောက်လိုက်မှာဘာကြောင့်လဲဆိုတော့ကောက်ဖို့လုံနေကြတာမဟုတ်လားအဲ့ဒီတိုင်းပညာရည်မှုကအရေးရှင်းရှိပါလိမ့်မယ်တော်လဲတော်ပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့ဆရာတွေကိုဆက်ဆံတာကတော့အာနာရှင်ပုံစံပေါက်နေလို့စိတ်မကောင်းလဲဖြစ်ရဒေါသလည်းဖြစ်ရတယ် နောက်တစ်နေ့ရုံမှာညွန်ကြားချက်တွေယူလစာထုတ်ပြန်ဖို့ပြင်ဆင်နေချိန်မှာ ကျွန်တော်နဲ့ညီအကိုလိုရှိခင်ပြီးအလွန်လေးစားရတဲ့ ADE ကိုဆေးရကကျွန်တော်ကိုလက်ဖေးဆိုင်ကိုခေါ်သွားပြီးကုတင်ညွန့်ကျွန်တော်ခမားတို့ကြားထဲမဝင်ကျင်ပါဘူးဒါပေမဲ့ခမားเจ้าကအဲ့ဒီအိမ်သားကိုမလုပ်ရင်ကျက်နဲ့เจ้าတွေပါအခက်အခဲဖြစ်သွားလိမ့်မယ်အဓိကကတော့ငွေထုတ်ရတာတွေအလုံးအခက်အခဲဖြစ်ကုန်မယ်ကျွန်တော်ခမားကိုမြတ်တရရက်ခန့်ကျင်တာကအလုံးအတွက်စဉ်းစားပေးပါလို့ ကျွန်တော်တစ်ချက်တည်းအရှိုက်အထိုးခံရတယ်လို့ဖြစ်သွားတယ်။အားလုံးနဲ့ဆိုင်တဲ့ကိစ္စကိုကြောင့်ဆိုတော့ကျွန်တော်တင်းခံမနေတော့ပါဘူး။ပစ္စည်းတွေထုတ်ငွေထုတ်ပြီးအိမ်သာဆောက်ဖို့ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။အိမ်သာပစ္စည်းတွေသွားထုတ်ရမယ်တဲ့ဘီလက်မြေတန်ကြောင်အိမ်သာကွက်စားတဲ့ရုံးကထုတ်ပေးတဲ့ပစ္စည်းတွေဆိုတာမထုတ်မီရွာကိုတည်ဖို့အုံနောက်လျှောက်ရတယ်။ကျွန်တော်တို့ခကြီးကလဲလဲမပေါ့၊လှိလဲမပေါ့ထွန်ဆက်တွေနဲ့လဲခွင်းတွေကို ဖောက်ပြီးသွားရမှာ။ ဒါနဲ့လေထွန်ဆက်နောက်တွဲပါကယ်ဒီတွေတွားငါထားရတယ်။ပြီးတော့ပစ္စည်းထုတ်ဖို့တိုင်းယုံကပစ္စည်းထားတဲ့ဂိုဒေါင်ကိုမောင်းသွားရတယ်။ဂိုဒေါင်ရောက်တော့ကျွန်တော်တကြောင်းနဲ့အတွက်အင်တာကွက်ရှစ်လုံး၊တန်ကြောင်းတွေ၊ဘီလက်မြေတွေကိုတာဝန်ကံတယောက်ကလိုက်ပြပြီးထုတ်ပေးတယ်။တန်ကြောင်းတွေကစားထဲမှာပါတဲ့အရေအသွေးတိုင်းမဟုတ်ဘူး။ဥပမာမူလုံးရော့ကြိတ်သားတွေတပ်ဖက်နှက်ပြားတွေကလည်းနိုးစီခွက်ပြားတွေကိုအပေါက်ဖောက်ထားသလားထင်ရတယ် ဘီလက်မြေဆိုတာတွေကလည်းတမန်တလင်းပေါ်မှာဒီအတိုင်းပစ်ထားတာကြာကိုရောင်အမိုးကမလုံဆိုတော့အိတ်တွေကွဲပြီးခဲနေတယ်ပြီးတော့အိမ်သာကွက်ကွဲပိုင်လုံးကွဲတွေကိုလည်းတွေ့ရတော့ကျွန်တော်ကဒီပစ္စည်းတွေဆိုရင်လက်မခံနိုင်ကြောင်းပြောလိုက်တယ်ဆာရက်ထဲမှာပါတဲ့အတိုင်းအရေးအတွက်ဆိုတာထက်အရေးအသွေးကိုမကြိုက်လို့မထုံနိုင်ဘူးလို့ပြက်ပြက်ပဲပြောလိုက်တယ်အဲ့ဒီတော့ကိုရောင်ဆောင်တာဝန်ခံကတိုင်းပညာရေးမှူးကိုတွားပြောဆိုတာနဲ့တိုင်းပညာရေးမှူးနဲ့ထပ်တွေ့ပြန်တာပဲသူကအဲ့ဒါမင်းတာဝန် ထုတ်ပြီးလုတ်ခိုင်းတဲ့အချိန်မှာမင်းပစ္စည်းတွေမထုတ်တာမင်းတာဝန်ဖြစ်အောင်လို့မဖြစ်ရင်မင်းကိုအရေးယူမယ်။ဆရာကြီးကျွန်တော်ကြောင်းအောင်မဟုတ်ဘူး။တာဝန်မရှိဘူး။ကြောင်းလွတ်လိုက်မယ်ပြောတာဆရာကြီး။အိမ်သာလုပ်ဖို့မလုပ်ဖို့ကျွန်တော်တာဝန်ယူထားတာဘာမှမရှိဘူး။ကျွန်တော်ဘာမှတာဝန်မရှိဘူးဆိုပြီးတော့ဆရာကြီးကပြောတယ်။အခုအရေးယူမယ်လို့ပြောတာနဲ့ကျွန်တော်မလုပ်နိုင်ဘူး။ဆရာကြီးကြိုက်တာလုပ်ပါကျွန်တော်ဆရာကြီးအရေးယူတာကိုစောင့်နေပါမယ်လို့ပြောပြီးပြန်ထွက်ခဲ့ပါတယ်။ ဒီနေရာမှာညီငယ်ညီမငယ်ဆရာဆရာမလေးတွေကိုတခုပြောချင်ပါတယ်။ရွာတရွာမှာကျောင်းဆရာတယောက်ကဟိတ်ဆိုဟိတ်လိုက်တိတ်ဆိုတိတ်လိုက်ဆိုတဲ့အနေအထားမျိုးရအောင်လုပ်ဖို့မလွယ်ဘူးဆိုတာကောင်းကောင်းသိထားကြလိမ့်မယ်လို့ထင်ပါတယ်။ကျွန်တော်ကိုရည်သွေးတာမလို့ရှင်ပဲဒီရွာကိုရောက်ခါစားအကြောင်းလေးကိုနည်းနည်းလောက်ပြောပြချင်ပါတယ်။ကျွန်တော်ကိုအလဲကျောင်းတာဝန်ခံကြောက်ဆိုတာစာနဲ့ပင်နဲ့တရားဝင်ခန့်လိုက်တာတော့မဟုတ်ဘူးမြို့နယ်ပညာရေးမှူးကပါဇက်နဲ့ခန့်လိုက်တာပါ ရခင်ပင်စင်ယူသွားတဲ့ចောင်းអូជីရဲ့ចောင်းတစိတ်တုံးတွေပြီးပြီးទွားយកលះហេဆိုပြီးលွတ်လိုက်တာចောင်းយកတော့សိတ်တက်តောင်ចាသွားတယ်យွာខန်សៀរីကအများဆုံးရှိနေတဲ့ចောင်းဆိုတော့វ៉ាន់យីအတွက်សៀរសៀរမတွေကတော်ရဲဝင်ပြီးវ៉ាខုတ်ទឹកខုတ်တဲ့သူတွေလေတဲ့ကိုင်းနေစင်းပြီးစိုက်ပျိုးရေးလုံနေရသူတွေဖြစ်နေတော့ចောင်းမှာမရှိကြတာကများတဲ့တလားနှစ်လားလောက်လူမမြင်ဘူးပဲလစာထုတ်ပေးနေရတာတွေရှိတယ်။နောက်ပိုင်းចောင်းကိုစာလာမသိရင်အေးရွံ့မယ်ဆိုပြီးတော့ရှင်းရှောက်ရတော့တယ်။ ဘလောက်အထိဖြစ်နေတယ်လဲဆိုရင်ခုနှစ်နှစ်တိတိကျောင်းနဲ့ကင်းကွာနေတဲ့မူလာတန်းကျောင်းအုပ်ဆရာတယောက်ကိုလစာတွေထုတ်ပေးထားတယ်။အဲ့ဒီဆရာကျောင်းကိုရောက်လာတော့ဘာသာမှတော့မတင်တတ်တော့ဘူး။အဲ့ဒီလိုဖြစ်နေတဲ့ကျောင်းမှာသင်ကြားရေးကိုဆရာတွေကြောက်ရောက်လာအောင်အရင်လုပ်ရတယ်။ကျောင်းမတက်တဲ့ကလေးတွေကိုတော်တဲ့တောင်းနေလိုက်ပြီးဘာကြောင့်မတက်ရတယ်လဲလိုက်စုံစမ်းရတယ်။ကျောင်းမပို့ရင် အရေးယူမယ်ဆိုတာတွေအထိလိုက်ပြောရတာတွေလုပ်ခဲ့ဘူးတဲ့။ ဘလို့အေးအေးယူမလဲလို့ကိုကိုပြန်မေးရင်အောင်ပြောရခက်တယ်။ကြောင်းတစ်ခုလုံးတန်ရှင်းအောင်လို့ရှန်စီယိုတွေကတစ်ပင်တွေဆိုင်ကြောင်းကပြန်ပြီးအသက်ဝင်လာတယ်။ကျွန်တော်ရောက်တဲ့နှစ်မှာပဲအထမတန်အစိုးရအစ်စ်ကို33ရောက်ဝင်ဖြေတာ32ရောက်အောင်နေသူတို့ရွာသမိုင်းမှာကြားတော့မကြားဘူးတဲ့အောင်ချက်ပေါ့ရခင်လူ20လောက်ဝင်ဖြေရင်9ရောက်လောက်ပဲအောင်တော်ကိုကျင့်နေနေတဲ့အကြောင်းပါဝုံဝုံတိုင်းတိုင်းဖြေအောင်ကလေးတွေလည်းမหนีရလူကြီးတွေလည်းမหนีရအောင်လုပ်ပြရတယ် ရွာသူရွာသားတွေနဲ့လေကွင်းစပါခင်းတတော်တွေတဲ့အတူအိတ်အတူစားနေပြရတဲ့ចောင်းဆောင်တွေစောင်းနိုင်အောင်လှုပ်ခဲ့ရတဲ့ကျွန်တော်အခုပြောတာတွေကိုနှစ်နှစ်လောက်မနာမနေလှုပ်ခဲ့မှာတော့ရွာကလည်းငါတို့ဆရာဖြစ်လာတာအဲ့ဒီတော့မှဟိတ်ဆိုဟိတ်လိုက်တိတ်ဆိုတိတ်လိုက်ဖြစ်သွားတာဒါကြောင့်ကျွန်တော်ဆိုတဲ့កောင်ကလည်းထောင်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 လုံနိုင်တာပေါ့ဗျာကျွန်တော်ကအာနာပိုင်ဆိုတဲ့កောင်တွေကိုစိန်ခေါ်နိုင်ဖို့ဆိုတာကိုယ့်ဘက်ကမှန်နေဖို့လိုတယ် ရွာကဒီဆရာလုံးနေတာဟာငါတို့ရွာအကျိုးကြောင်းအကျိုးကလေးတွေအကျိုးလုံးနေတာပါလားလို့လက်ခံလာရင်အောင်မြင်ပြီလို့သာမှတ်လိုက်ပေါ့ဗျာလုတ်ပြမသူတို့စီကအတိအမှတ်ပြူတာကိုပြန်ရတတ်တယ်ဆိုတာသိစေခြင်းနဲ့ဒါကြောင့်တိုင်းပညာရေးမှူးကကျွန်တော်ကိုအရေးယူမယ်လို့ပြောတာလောက်ကတော့ကျွန်တော်ဘယ်ဂီယူဆိုင်မှာလဲကျွန်တော်ကကျောင်းဆရာဆိုပြီးကျောင်းကိုအရှိန်ကြိုက်လာတာဝန်ကြားချိန်လေးဝင်တဲ့ပြီးရင်ပြန်သွားလုပ်နေတဲ့ဆရာမဟုတ်ဘူးကျောင်းထဲမှာနေကျောင်းထဲမှာစား ကလေးတွေနဲ့မိဘတွေနဲ့တာသမီလို့လုံနေတဲ့ဆရာဆိုတော့အခုချိန်မှာငါ့ကိုအရေးယူလိုက်လဲတကူယူမဆိုင်ဘူးဒီနေ့အရေးယူနောက်တနေ့ထွက်မယ်ဆိုတဲ့မန်တော့အပြည့်ရှိတယ်ဒီရွာဒီကျောင်းမှာကျောင်းအုပ်တွေဆိုတာမလာပဲယာတူးတိုးသွားတာဆရာတွေလည်းတဲ့ကိုင်းနေစင်းပြီးလာစာထုတ်စားနေကြတဲ့ဘဝကိုကျွန်တော်မရမကပြောင်းထားတယ်ကျွန်တော်ဘက်မှာတရွာလုံးရှိတယ်ဆိုတာသိလို့လဲကျွန်တော်မာရဲတာပါ အမှန်တရားကငါးဘက်မှာရှိနေတယ်လို့လက်ခံထားတဲ့အတွက် အာနာနဲ့ရှိန်ရှောက်ဟိန်းဟောက်လာတာမျိုးတွေကိုကျွန်တော်ဘယ်တော့မှဂရုမစိုက်ဘူးဌာနရဲ့တာဝန်တွေကိုခြေပုံအောင် လုပ်တယ်တင်ကြားရေးမှာထူးရှွန်အောင်လုပ်တယ်ဘာတစ်ခုမှပြစ်ချက်မရှိအောင်လုပ်နေတဲ့ဆရာတယောက်ကိုတိုင်းပညာရေးမှုဆိုသူကအေးအေးယူရာကိုခံကျင်လို့ကျွန်တော်ရွာပြန်ပြီးအမိန့်ဆိုတာကိုထိုင်ဆောင်နေပါတော့တယ် ျွန်တော်တာဝန်ကြတဲ့ရွာက မြို့နယ်လမ်းကြောင်းအရာဆိုရင်52မိုင်လောက်ဝေးတယ်10မိုင်ကားစီ9မိုင်မြင်းလဲစီပြီးရင်35မိုင်လောက်ကိုရှီလင်းခရီးသွားမှရောက်တဲ့ရွာပေါ့မိုးပြန်ပြန်ကြာရင်မြစ်ကြောင်အတိုင်းပဲ့ထောင်စီရတဲ့မြစ်ကိုစံတက်ရတာဆိုတော့မနက်၄နာရီကပဲ့ထောင်စထွက်ရင်ရွာကိုညမှောင်မှရောက်တယ်။ရွာကမြို့ကိုပဲ့ထောင်နေစင်းရင်တော့အစုံခရီးဖြစ်တာကြောင့်နေဝက်နဲ့ရောက်နိုင်ပါတယ်။ မိုးကုံလိုဆောင်းတွင်းရောက်ရင်35မိုင်ခရီးရှည်လင်ဆင်းကြရတဲ့မနေ့ရွာကနေ၄နိုင်လောက်ထွက်မြင်းလဲစီလိုရတဲ့နေရာကို နေ့လယ်၂နိုင်လောက်မှရောက်ပါတယ်။တလမှာတစ်ကြိမ်လစာထုတ်ဆင်းရတဲ့ဆိုပေမဲ့အရေးပေါ်အစည်းအဝေးတွေဆိုရင်လည်း၂ကြိမ်လောက်ရှည်လင်ဆင်းကြရတယ်။နှွေမှာစပားတွေရိပ်ပြီးရင်တော့နင်းကျန်းနေဆောက်ပြီးလဲကွင်းတွေကိုလမ်းဖောက်ကလဲထွန်ဆက်နောက်တွဲကြည့်တဲ့မြို့အရောက်သွားကြပါတယ်။ တလန်းလုံးဖုံထူထူတဲ့ဖြက်မောင်းရတဲ့ခီးဖြစ်တာကြောင့်မျိုးရောက်ရင်မြဖြူကြီးတွေလို ဖွဲ့ဖွဲ့ဖြူနေပါတော့တယ်ကျွန်တော်ရွာရောက်ပြီးတလားလောက်သာကြာသွားတဲ့ဘာအမိတ်မှမရောက်လာဘူးဒီတော့မိမိပြောပြောဖြစ်တယ်လို့နေရကမိုးကျလာတော့တယ်မိုးကျလာတဲ့ဆိုပေမဲ့မြစ်ထဲမှာရေသိမ့်မရောက်သေးတော့ပဲ့ထောင်ကြီးတွေပြေးလို့မရသေးပါဘူးတညာတော့ညနေချိန်ကြီးမှာကျောင်းဝင်းကနေအော်ခေါ်တန်ကြားလိုက်ရတယ်ကိုတင်ညွန့်ကိုတင်ညွန့်ဆိုတော့ဘာတွေများလဲပေါ့ပြီးတော့ ကျွန်တော်ကိုအမီခေါ်တာဒီရွာမှာဘသူမှလည်းမရှိဘူး။ဒါကြောင့်မိခွက်ကင်ပြီးကျောင်းဝကိုထွက်ခဲ့တယ်။ကျောင်းကိကွားမှာကျွန်တော်လေးစားရတဲ့ ATE ကိုဇေယျနဲ့ကျောင်းအုပ်ကြီးတယောက်သူတို့မျိုးပေါ်ကနေလာကြတာကျွန်တော်လည်းအံ့အားသင့်သွားတယ်။ သူတို့ကိုရွာကចောင်းကော်မတီဝင်တယောက်အိမ်ကိုပို့ပြီးရေချိုးထမင်းကျွေးစကားဝိုင်းဖွဲလိုက်တော့မှအိမ်သာဆောက်ဖို့အတွက်ပစ္စည်းတွေကိုကိုယ်တိုင်လာပို့ပေးတာဖြစ်ကြောင်းကျွန်တော်ကိုရောင်ထဲမှာတွေ့ခဲ့တဲ့ပစ္စည်းတွေမဟုတ်ကြောင်းစံချိန်စံညွန်အပြည့်ဘီလက်မြေတွေကလည်းအကောင့်တွေဖြစ်ကြောင်းသိရတော့တယ်ကျွန်တော်ဆရာ ADE ကိုနဲ့မူအုပ်ကြီးကိုလည်းအယံအားနာသွားတယ်သူတို့လာရတဲ့ခရီးကမလွယ်ဘူးဗျ မြစ်ထဲမှာရေသိမ့်မများသေးတော့ပစ္စည်းတွေတင်လာတဲ့ပဲ့ထောင်က မောင်းလို့ရတဲ့နေရာမောင်းစင်တွန်းရတဲ့နေရာတွေစင်တွန်းရေမရှိတဲ့နေရာတွေဆိုရင်မြောင်းဖောက်ပြီးတော့ကျိုးနဲ့ပါဆွဲလာကြရတာသူတို့လည်းမနေတတ်မထိုင်တဲ့ဝိုင်းဆွဲလာခဲ့ရတော့ပင်ပန်းပြီးပက်လက်လန်နေကြပြီကျွန်တော်ဆရာ ADE ကိုကကိုတင်ညွန့်ခမားအကြောင်းကျွန်တော်တိုင်းပညာရေးမှုကိုပြောပြလိုက်တယ်ရွာကိုလာတဲ့လေ့ကျင့်ရေးပုံမူကြီးတယောက်ကိုတော့ဘလို့ခံတွေ့တယ်ဆိုတာပါထည့်ပြောလိုက်တယ် အဲ့ဒီလိုဆရာတယောက်ကိုဆရာကြီးသွားဆိုင်ခေါ်လိုက်တာရွာကိုသွားပြီးဒုံနဲ့ထိုးလိုက်တယ်လို့လည်းဖြစ်သွားနိုင်တာတွေပါပြောလိုက်တယ်ဗျာခမည်းအိမ်သားပြတနာကအထက်ကပါသိနေတယ်သူတို့ကလည်းခမည်းအိမ်သားပြီးအောင်ဆောင်မှပတ်စံထုတ်ပေးမယ်ဆိုပြီးရင့်နေကြတယ်အခုဆိုရင်တမျိုးနယ်လုံးမှာလည်းနောက်ဆုံးအရေးပတ်စံထုတ်မပေးလို့ဆူညံနေပြီကျွန်တော်ခမည်းကိုညီကိုလို့ပြောတာပါဗျာဒီတခါတော့ခမည်းဘက်ကနည်းနည်းလျှော့ပေးလိုက်ပါ သူ့အတွက်မဟုတ်ပါဘူးအားလုံးသောဆရာဆရာမတွေအတွက်ပါလို့ပြောလာပါတယ်ကျွန်တော်လည်းဘာပြောရမှန်းတော့မသိတော့ဘူးကျွန်တော်အလွန်လေးစားရတဲ့ ADE ကိုဖြစ်နေတာကတကြောင်ပစ္စည်းတွေကိုခက်ခဲပင်ပန်းစွာယူလာပေးရတာကလည်းဖြစ်နေတာကတကြောင်ဆိုတော့လက်ခံလိုက်ရတော့တာပေါ့လက်ခံနေဆိုတာသူတို့ကိုအလွယ်ပြောရတာကျွန်တော်ဆောက်လို့ရှိရင်ကတလားလောက်ပဲရှိတယ်တလားအတွင်းအုပ်ဖို့ဖို့ဆိုတာလည်းလွယ်တာမဟုတ်ဘူးတသားနဲ့ဆောက်လို့လည်းမရတော့ပို့ခတ်တယ် ပထမဆုံးရွာမှာအစည်းအဝေးခေါ်ညကဆရာတွေလာပေးတဲ့ပတ်စံတွေရွာကဗန္နာရေးမှုလက်ထဲထက်အင်တာကော်မတီဖွဲ့အရန်အလုပ်တွေများသွားတော့တယ်ပထမဆုံးအုပ်တွေဘယ်ကရမလဲဆိုတာစဉ်းစားကြတယ်ပတ်စံရှိတဲ့အိမ်တွေကအုပ်တွေလောင်ထားတတ်တော့တိမ်တက်တိမ်စင်းပြောရတယ်နောက်တွင်မှာ အုပ်ဖုတ်ပြန်ပေးပါမယ်ပေါ့ အလောက်ရရအုတ်တွေကိုအိမ်ရှိထုတ်ပေါ်ရွာဦးကျောင်းထဲကအုတ်လဲမရှမ်းနောက်ဆုံးရွာထဲမှာလမ်းခင်းထားတဲ့အုတ်တွေကိုပါဖော်ထုတ်ပြီးစောက်လို့ရည်အတွက်ဆိုင်ပြင်ရတော့တယ်ရွာမှာကဖုံးကြီးလူထွက်ပယံဆရာကတယောက်တည်းတွဲဘက်အထက်တန်းကျောင်းကကျောင်းသားကြီးတွေကို အကူအညီတောင်းကိုယ်တိုင်လည်းအုတ်တဲ့ပယံဝင်လို့မဆလာဖြောရေထမ်းမနာမနေလို့ရတယ်မိုးကြလာတော့မှဆိုတော့ညဘက်တောင်မိဘုံကြီးတွေနဲ့အလင်းရအောင်လုပ်ပြီးအလုတ်စင်းကြရတယ် စုစုပေါင်း23ရက်ဒီဒီမှာအိမ်သားကိုအပိသက်နိုင်ခဲ့ပါတယ်။ကိုစိတ်ကြိုက်ဆောက်ခဲ့ရတာကြောင့်လဲခိုင်ခန့်ပြီးကြောင်းဆောင်ထထောင်ကောင်းနေတဲ့အိမ်သားတွေရခဲ့တဘော။ဘာပြောပြောပါဗျာ။ကိုရွာကိုကြောင်းကောင်းအောင်လုပ်ဖို့တခါတလေစိတ်ထက်ကမကောင်းတာတွေရှိခဲ့ပေမဲ့လည်းမေးဖြောက်ပြရတာတွေရှိပါတယ်။ကိုရဲ့အတ္တခံစားချက်တွေကိုအလေးပေးရင်လဲရွာကအိမ်သားကောင်းကောင်းမရယုံပဲရှိမှာပဲ။ ကျွန်တော်ဘဝမှာတော့မခန့်ကျင်စိတ်ကို အကျိုးပြုစိတ်နဲ့လက်တွေ့အကောင့်ထဲပေါ်ပြပြီးမှတ်တိုင်တစ်ခုစိုက်နိုင်ခဲ့တာဟာအာနာရှင်တစုကိုတိုက်ပွဲဆင်ပြီးအောင်ပွဲရလိုက်တယ်လို့တော့ခန်းစားခဲ့ရပါတယ်။ဘာပြောပြောဒီတိုက်ပွဲမှာရေဘူးပေါက်နဲ့ဖြုတ်အောင်နောက်ကိုကောက်ပေါက်နိုင်ခဲ့တာကတော့အမျက်လို့ဆိုရပါလိမ့်မယ်။ကျွန်တော်ကိုယ်တွေ့အဖြစ်အပျက်လေးတစ်ခုကို တင်ပြခဲ့ပါတယ်။ဒီဇလန်နဲ့မှပြောခဲ့တဲ့ဖြုတ်အောင်နောက်ဆိုတာပုံကူတူတူတယောက်ကိုစော်ကားလို့စိမ့်နေပြောတာမဟုတ်ပါဘူး။ ပညာရေးလောကမှာဖြုတ်အုံနောက်နဲ့အထက်ရောက်လာတဲ့မိုးကြွှေကိုတွေကိုရည်စူးပြီးပြောတာဖြစ်ပါတယ်။ပညာလောကဆိုတာစေတနာ၊ဝါသနာ၊အနစ်နာဆိုတဲ့နာသုံးနာနဲ့ပြည့်စုံမှလောက်ကင်လို့ရတယ်။1990ဝန်းကျင်တွေမှာအဲ့ဒီနာသုံးနာကိုဂရုစိုက်စရာမလိုဘူးဆိုတဲ့လူတွေပညာရေးလောကမှာထိတ်တန့်ကနေရရလာတော့တာပဲ။အုတ်ရှုပ်ရည်နဲ့စီမံခန့်ခွဲရေးကိစ္စတွေမှာလက်ရှိစီနီယာပညာရေးသမားတွေကိုဖယ်ရှားပြီးအရှက်မရှိနေရာဝင်ယူကြတယ်။ ပြီးတော့ project တွေလုပ်ငန်းတွေအားလုံးကိုရှုတ်ကိုင်းပြီးသူတို့လက်ထဲကထွက်မှပတ်စံရမယ်ဆိုတဲ့အပေါက်မျိုးတွေလှုပ်လာကြတော့တယ်။ကျွန်တော်ရေဘူးပေါက်နဲ့ဖြုတ်အောင်းနောက်များဇလန်းမှာလုပ်ငန်းကိုမစော်ကားဘူး project ကိုစော်ကားတာမပါဘူး။အုပ်ချုပ်ရတဲ့သူကကာလန်ဒေတန်အကြောင်းကောင်းကောင်းနားမလည်ဘူး။ CRA အကြောင်းကောင်းကောင်းမသိဘူး။ တောထဲမှာမြစ်ဆန်းငပိစားပြီးရုန်းကန်နေကြရတဲ့ဆရာတွေဘဝကိုသူတို့အနည်းအနားမှာသူတို့ကိုလာဖာခစားနေတဲ့ဆရာတွေလိုမျိုးအထင်သေးပြီးလူလူမဆက်ဆံလို့ကျွန်တော်ကစိတ်အရှင်ပေါက်ပြီးတိုက်တာကျွန်တော်เจ้าဆရာဘဝမှာအဲ့ဒီလိုလူမျိုးတွေကိုတောက်လျှောက်တိုက်ခိုက်တာပဲကြုံလို့တစ်ခုပြောချင်တာရှိတယ်မူလာတန်းเจ้าဆရာကြီးတယောက်အကြောင်းဖြစ်ပါတယ်เจ้าတွေကိုခဲတဲ့နေအတင်းထုတ်ခိုင်းပြီးရောင်းခိုင်းတဲ့ကာလာကပေါ့ ဒီခဲတံတွေကိုဘသူတွေကထုတ်ပြီးဘလို့လှုပ်ရှားနေတယ်ဆိုတာသိတာပဲကျွန်တော်ဆိုရင်လစာထုတ်တော့ကြောင်အတွက်ခဲတံခွဲတန်းလာထုတ်ပါဆိုပြီးစာထုတ်ခေါ်တယ်ကျွန်တော်ကငါကြောင်မှာတငယ်တန်းကလေးကအစဘောပင်မဲ့တုံးနေဆိုပြီးမထုတ်ဘူးနောက်တတ်မှတ်ရက်အတွင်းခဲတံများလာမထုတ်ပါကမိမိတာဝန်သားဖြစ်ကြောင်းဆိုတဲ့စာရောက်လာပြန်တယ်အဲ့ဒီတော့မှရုံးကိုသွားပြီး အေးမင်းတို့လူကြီးတွေလှုပ်ရှားတဲ့ခဲတံကိုငါမထုတ်တာငါတာဝန်သားဖြစ်ကြောင်းပြန်ချားစာကို လာပေးတာဆိုပြီးတွားပြီးခဲ့တယ်။ကျွန်တော်တို့လိုင်းကမူအုပ်ကြီးတယောက်ကတော့အာနာနာနဲ့ခဲတံတွေထုတ်သွားတယ်။အပြစ်မှငါချက်လောက်ပေးရတဲ့ခဲတံကို၁၀ချက်လောက်နဲ့ရောင်းခိုင်းတော့ဘယ်ចောင်းသားတွေကဝယ်တော့မှာလဲ။ဒီတော့မူအုပ်ကြီးလဲအထက်အမိန်အတိုင်းမယူမနေရလို့ရတော့တယ်။ ခဲတံပိုးတွေနှစ်ကုံလုံးပြန်အပ်ဆိုတော့မူအုပ်ကြီးလည်းခဲတံပိုးလေးရလိုက်အိမ်မှာစားစရာမရှိလို့စံပိုးလေးဆိုက်လိုက်စီပိုးလေးဆိုက်လိုက်နဲ့ပြန်မထည့်နိုင်တော့ဘူးအဲ့ဒီတော့သက်ဆိုင်ရာပညာရေးမှူးတွေကမျက်နှာလုံးမျက်နှာရနဲ့ခဲရံပိုးပြက်မအပ်တော်သူများကိုအေးအေးယူမယ်ဆိုတာတွေအမိန်ထထောက်ကြပြန်နေမူအုပ်ကြီးကလည်းတကယ်ကိုပေးစရာမရှိလို့တောင်းပန်တော့လစာတွေကအတင်းဖြတ်တာတွေလောက်ကြတယ်ပညာရေးဌာနမှာအဲ့ဒီလိုပောက်ကရတွေဖြစ်နေတာ ဘလောက်ခစ်ကြတယ်လဲဆိုတာပြန်ပြီးသုံးသပ်တင်နေဖြုတ်အုံနောက်တွေကြီးဆိုတဲ့ခစ်ဆိုတော့ယာဒူတို့အပြောင်းအရွှေ့သူတို့ပဲကင်ထားကြတာများတယ်နောက်ဆုံးចောင်းဆရာခန့်ရေးတင်နန်းလူရည်တွေက အစမလုတ်တင်မလုတ်ထိုက်တဲ့အပေးအယူဈေးမြူရာတွေလည်းလှုပ်လာကြတယ်ပင်စင်ယူတော့မဲ့ယာရုမတိုးတော့ပဲမန်းရှာပြီးတာဝန်ထမ်းဆောင်နေကြရတဲ့ပညာအိုကြီးတွေကို မနေ့တနေ့ကမှဘောင်းမီရွှလာပြီးနေရာရလာတဲ့ကောင်တွေက ခမည်းချင်းမုံမုံအောင်စော်ကားလို့ရနေတဲ့ခက် အာနာနဲ့နေရယူလာသူတွေက ဖြုတ်အုံနောက်တွေကိုလက်ပါစိတ်အဖြစ်မွေးပြီးပညာလောကကိုဖျက်ဆီးကာအမိန့်နဲ့ပြန်လဲအုံမိုးပြီးကြောက်ထဲကိုထိုးချနေသူတွေများလာတဲ့ခေတ်ကိုကျွန်တော်တိုက်နိုင်သလောက်တိုက်ခဲ့တယ်။ကျွန်တော်အလွန်လေးစားရတဲ့ចောင်းអុសရာကြီးကတနေ့ကျွန်တော်ခေါင်းကိုကိုင်းလိုက်ပြီးတင်ညွန့်မင်းကောက်ဘလောက်မှလို့လဲကြောက်ဆောင်ကိုမင်းကောင်းနဲ့မတိုက်နဲ့ကွမတန်ဘူးကြောက်ဆောင်ကိုဒိုင်းနမိုက်နဲ့ခွဲနိုင်အောင်ကြိုးစားဆရာလောကကမင်းနဲ့မဖြစ်ပါဘူးကွာ မင်းဝတနာပါတဲ့စာရေးဆရာအလုပ်ပဲသွားလုပ်တော့မင်းကိုအကာအကွယ်ပေးနေတဲ့သူတွေလည်းပြုတ်ကုန်ပြီးငါလည်းပင်စင်ယူတော့မယ်ထွက်တော့တပဲတဲ့